အားလုံးမဲ့မင်္ဂလာပါ UFC ရဲ့ပထမဦးဆုံးရှုံးပွဲကိုကြုံတွေ့လိုက်ရတဲ့ Rainia ကတော့အခုလိုရှုံးပွဲကြုံတွေ့ရတာဟာ online အဆန်းတို့ရဲ့ Kill Cliff ဂျင်ချောင်းဆိုပြီးတော့ဝေဖန်ပြစ်တင်ပြောဆိုလာတာပါ အခုလိုရှုံးပွဲကြောင့် Rainia ကတော့ online အဆန်းတို့ကိုတတ်တတ်မဲ့ပြောဆိုပြစ်တင်လိုက်တာပါ Rainia ကဒီရှုံးပွဲမှာသူကျွမ်းကျင်ပိုင်နိုင်တဲ့ ground ပိုင်းကိုအဓိကထား ိုက်ခိုက်ခဲ့ပေမဲ့ Brandon Allen ကိုဘလို့မှချိုးလို့မရပဲ Brandon Allen ရဲ့ attack down defense ကောင်းခဲ့တဲ့အတွက်ကြောင့်ဒီပွဲကို ရှုံးပေးခဲ့ရတာပါ Rainia ကဒီပွဲအတွက်အင်စာကိုတည်တည်ချာချာမလုပ်ခဲ့ပဲပွဲရဲ့နီးမှာဝေးချခဲ့တာကြောင့်တက်လွန်ပိုင်းရန်အားနဲ့ပြီး UFC လိုပြိုင်ပွဲမှာ champion ကိုပို့ရယူဖို့လက်စွပ်မရှိဘူးဆိုတာကိုတည်တည်ပြလိုက်တဲ့ပွဲတစ်ပွဲလို့ဆိုရမှာလည်းဖြစ်ပါတယ်ဒီရှုံးပွဲပြီးမှတော့ မေဒဝိတန်ရဲ့လက်ရှိချန်ပီယံခမ်းစအပြင် ranking ထဲမှာဝင်တဲ့ထိတ်တန့်ဖိုက်တာတွေကပါရိုင်းနီယာကိုလောင်ပြောင်ခဲ့ရဲ့လေတိုက်ထားကြတာပါဒါကအเจ้าမဲ့တက်တက်လောင်ပြောင်ခံရတာတော့မဟုတ်ပါဘူးရိုင်းနီယာ UFC မှာပွဲဆက်နိုင်တော့ကကိုကိုကိုအဟုတ်ကြည့်တင်မှတ်ပြီးမေဒဝိတန်ချန်ပီယံကပတ်ကသူနဲ့ပဲထိုက်တာမှာလေဆိုပြီးတော့ပြောထားဘူးလို့ပါဒါကို UFC ကထိတ်တန့်ဖိုက်တာတွေက ရိုင်းနီယာကို ခဲမကြေပဲရှုံးမွဲ့ပြီးမှတယောက်ပြီးတယောက်ရိုင်းနီယာကိုပြန်ပြေးတိုက်ထားကြတာလည်းဖြစ်ပါတယ်။ရိုင်းနီယာတယောက်ဒီရှုံးမွဲ့ကြောင်းဂုံတိတ်ခါပိုင်းတော်တော်လေးကျဆင်းသွားခဲ့ရသလိုအဆက်တကွဲအကျိုးနဲ့ဖြစ်သွားခဲ့ရတာပါ။ဘရန်နာအင်လာနဲ့ပွဲကိုသာအနိုင်ရရှိခဲ့မယ်ဆိုရင်ရိုင်းနီယာတယောက်ချန်ပီယံကပ်လူခွင့် ညွန်မန်းလို့ရသွားမှာဖြစ်ပေမဲ့ခုလိုရှုံးပွဲကြောင့်ချန်ပီယံကပတ်လူခွင့်ရဖို့တော်လေးကိုပြန်လဲစူးစမ်းပြီးရုန်းကန်ရအောင်ပါပါအလုံးကိုကျေးဇူးများကြီးတင်ပါတယ်